ိုင်တိုင်းတိခိဒေတာထိုင်းမြန်မာနယ်ဆက်ငရဲ့နီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲထိုင်းအကူအညီရယူပြီးဇွန်လ12ရက်မနေ့ပိုင်းကစခန်းစွန့်ခွာထွက်ပြေးသွားကြပါတယ်။ကရင်မျိုးသားစီယုံခရမ်းညူနဲ့တွန်လိုင်းပူအောင်တပ်တွေကတိခိရှိဘော်ရီနယ်ဆက်စခန်းတွေကိုသိမ်းပိုက်ပြီးတဲ့နောက်ငရဲ့နီစစ်ကောင်စီစခန်းကစစ်ကောင်စီတပ်သားတွေဟာ ကြောင်ရွံ့စိုးရိမ်စိတ်နဲ့စကန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ KNU တပ်မလေးစီကသိရပါဗျ။ဗော်ဒီနေဆက်စကန်းကြပြီးနောက်မှာအဲ့ဒီငရက်နီစကန်းတစ်ခုပဲကြံတဲ့အတွက်ကြောင့်သူတို့ကစိုးရိမ်ကြောင်ရွံ့ပြီးထွက်ပြေးသွားကြတာစွန့်ခွာသွားကြတာပေါ့နော်။အခုငရက်နီစကန်းကဗော်ဒီစကန်းနဲ့တိတ်မဝေးဘူး။အင်အားကလည်းဗော်ဒီစကန်းလောက်မရှိဘူး။အင်အား20လောက်ပဲရှိတယ်။ပြီးတော့စစ်ကူမလာနိုင်ဘူးဆိုတာသူတို့ကြိုသိလို့ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ KNU တက်မှလေးမိတ်တဝဲခရိုင်အတွင်ရမူဘရုစောအင်နာက ARR Times ကိုပြောပါရယ်ထိုင်းအကူညီနဲ့စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ငရက်နီစကန်ကစစ်ကောင်စီတပ်သားတွေဟာလက်နက်ငယ်တွေကိုသာယူဆောင်သွားပြီးတဲယူနိုင်ခြင်းမရှိတဲ့လက်နက်ကြီးနဲ့အသီးတွေကိုခြံထားခဲ့တယ်လို့သိရပါရယ်ထိုင်းအကူညီနဲ့အလုံးထွက်ပြေးသွားတာကြောက်ပြီးပြေးသွားကြတာလက်နက်ငယ်တွေတော့သူတို့ယူသွားတယ် သူတို့ရှစ်ကောင်စီတပ်သားတွေတင်မနိုင်တဲ့လက်နက်ကြီးနဲ့အသီးတွေကိုတော့ခြံထားခဲ့တယ်လို့ KNU တပ်မလေးမိတ်တဝဲခရိုင်ရဲ့အတွင်ရင်မူပဒုစောအင်နာကဆက်လက်ပြောပါရယ်ငရဲနီစကန်ဟာမစွန့်ခွာခင်ဘန်ဂါတွေလက်နက်ကြီးတွေနဲ့ရှစ်ကောင်စီတပ်သားတွေအခိုင်အမာတက်ဆွဲနေထိုင်ခဲ့တဲ့စကန်တခုလည်းဖြစ်တယ်လို့တော်လိုင်းရဲဘော်တွေရဲ့ပြောကြားချက်ရသိရပါတယ်။စစ်ကောင်စီတပ်ဟာ1998ခုနှစ်ကတမဟာလီဌာနချုပ်ကိုသိမ်းပိုက်ပြီးတဲ့နောက် တီခီတီထဘော်ဒီစကန်နဲ့ငရဲနီစကန်တွေမှာအထိုင်ချထားခဲ့တာဖြစ်ပြီးနှစ်ပေါင်း29နှစ်အကြာမှာကရင်မျိုးသားစီယုံ KNU နဲ့တော်လိုင်းပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေငရဲနီစကန်ကိုဆွန့်ခွာသွားတာကြောင့်ဒဝဲမျိုးနယ်နဲ့ထိစပ်နေတဲ့ထိုင်းနယ်ဆက်မြင်းတျှောက်လုံးကို KNU တော်လိုင်းပူပေါင်းတပ်တွေကထိန်းချုပ်လိုက်နိုင်ပြီလို့သိရပါတယ်။တီခီမြစ်တာအရှိတ်ဘက်ကမိုးမင်ဘက်ချမ်းမာတော့ ဒုက္ခစခန်းသေးတစ်ခုတောင်ကြံရှိနေပြီးရေပြူမြို့နယ်အရှိဘက်ကနေဆက်မြင်းပေါ်မှာတော့စစ်ကောင်စီရဲ့နေအိမ်အောင်စခန်းတစ်ခုတောင်ကြံရှိတော့တယ်လို့သိရှိရပါတယ်။ထိုင်းမြန်မာနယ်ဆက်စခန်းတွေကို KNU KNL စီးရေးဥဆောင်မှုနဲ့အတူတော်လိုင်းပူပေါင်းတပ်တွေကမေလ9ရက်နေ့မှာထီခီစခန်းမေလ28ရက်နေ့မှာထီထစခန်းဇွန်လ10ရက်နေ့မှာဗောဒီစခန်းနဲ့ဇွန်လ12ရက်နေ့တို့မှာငရဲနီစခန်းတွေကိုအတီးတီးတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့ပါတယ်။